မေလ9ရက်နေ့ညဘက်မှာအမေရိကန်ဘန်တိုနိုဆုံးဖြတ်ချက်ထွက်ပို့ရှိရပေါ့နော်ထွက်ပို့ရှိတဲ့တည့်ရတာအတွက်ဖြစ်ပြလာနိုင်တဲ့ကမ္ဘာရွှေ့စင်းနေတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာသုံးသပ်ပြသပေးတာဖြစ်ပါတယ်ဒီနေ့မနက်မနေ့ညကဈေးထောင်တက်ပြီးဒီနေ့မနက်မှာတော့ကမ္ဘာရွှေ့စင်းဈေးပြန်ကန်ကျနေရပေါ့နော်ဒီနေ့ထားအနေဘယ်လိုမျိုးဆက်ဖြစ်လာမနိုင်မလဲကမ္ဘာရွှေ့စင်းဈေးအတကြချက်လေးကိုကျွန်တော်တို့တွေ့ကြည့်လိုက်အောင်ပေါ့နော်ဟုတ်ပြီကျွန်တော်ကကပ္ပရွှေစံမနေ့ကဆိုကျွန်တော်3 30တိထောင်းသက်သွားတယ်ပြီးတော့ 3:30နာရီပြန်ကြကြတာဒီနေ့မနက်မှာဆိုပြကျွန်တော်3:30နာရီပြန်ကြဘယ်လောက်ဒီတော့ကြောက်ပါမယ်မယ်ဆိုကျွန်တော်3:36နာရီထိကြောက်ပါတယ်3:36နာရီစီတော့ကျွန်တော်တို့68ပစ်လောက်ထိုးကြပါတယ်အနေထားမျိုးဖြစ်ခဲ့တယ်ခင်ဗျလက်ရှိမှာတော့3:35 86စီတောင်ဈေးပြန်တက်နေတာကိုတွေ့ရတယ်အဲ့ပထကကဘာချွတ်စီဘလိုအနေထားကိုတွားကျင်နေလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့ဒီဒီလိုအနေထားမျိုးပေါ့နော်ကျွန်တော်တို့ဒီဒီလိုအနေထားကိုတွားကျင်နေတယ်ကျွန်တော်ပြောလို့ရခင်ဗျဒီ ပြီးခဲ့တဲ့ကျွန်တော်တို့ April April 27 22တောင်းပုံစံမျိုးပေါ့နော်အဲ့တော့ပုံစံအဲ့တော့လည်းဒီမှာ3ကျွန်တော်တို့ဒီမှာကျွန်တော်တို့3လေး30တိထောင်တက်သွားခဲ့တယ်နောက်ရက်မှာစီအကြပြပြီးတောက်လျှောက်ပြန်ကြခဲ့အခုလဲကျွန်တော်တို့မင်းညာ1 3လေး30တိတက်ခဲ့တယ်ဒီနေ့မနက်မှာအကြပြန်ပြနေဟုတ်ပြီအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ဒီနေရာမှာကျွန်တော်ဒီပညာပိုင်းအတုံးတက်ခါမှာနှစ်မျိုးခွဲပြီးတုံးတက်ပါမယ် တကူကအမေရိကန်ကျွန်တော်တို့ဟိုဘန်တွန်းလုံးဆုံးဖြတ်ချက်ပေါ့ဒီညစနစ်ခွဲမှာအမေရိကန်ဘန်တွန်းလုံးဆုံးဖြတ်ချက်ထွက်ပို့ရှိတယ်ဘန်တွန်းလုံးဆုံးဖြတ်ချက်မထွက်ခင်ကမ္ဘာရွှေစည်ရဲ့နီးပညာပိုင်းရအနေထားကိုကျွန်တော်သုံးသပ်ပေးပါမယ်ဟုတ်ပြီကျွန်တော်အချိန်တနာရဲ့အတိုင်းအတာနဲ့ကျွန်တော်တွေ့ကြည့်လိုက်ပါမယ်အချင်းတနာရဲ့တိုင်းတာနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ဘန်တုံးတုံးမထွက်ခင်ကပရွှေစည်းအနေထားကိုကျွန်တော်တုံးသက်ပေးရမယ်ဆိုရင်ကျွန်တော်တို့အပေါ်စည်းကျွန်တော်ဘလောက်ရှိလဲလို့မြင်မယ်ဆိုရင်ဒီခုနမင်းညောင်အမြင်ဆုံးတက်ခဲ့တယ် 3430ရှိမယ်3430ပေါ့တကယ်တော့3435လောက်ဒီတက်သွားဒါပေမဲ့3430လို့ပဲကျွန်တော်ယူလိုက်မယ်ပြီးရင်အနေဆုံးဈေးကကျွန်တော်အောက်ကကျွန်တော်ဒီဈေးပေါ့နော်3350ရှိမယ်ဒီကြားပဲဈေးအတက်ကြပြေးမယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်အဲ့ပတ်သက်ကမှအမေရိကန်ဘဏ်သုံးလုံးစုံမချက်မထွက်ခင်ကိုကရေးတို့အယောင်းဝယ်လုပ်ချင်တယ်ဆိုရင်3430နာရောင်းရင်ရောင်းရေးတို့ရောင်းလို့ရတယ် 3350နာရောင်ရေးတူဝယ်လို့ရ3350နာဝယ်ရဆိုရင်ကျွန်တော်တို့အမြက်ပိုင်းစေးတောင်းဘလောက်လောက်ယူမလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့ဆိုကြပါတော့ကျွန်တော်တို့အာ3380 3390လောက်ယူပါတော့အရှုံးပိုင်းစေးတန်းကိုတော့ကျွန်တော်တို့3305အောက်လောက်ပေးအဲ့လိုပဲ3430နားမှာရောင်းနေဆိုရင်အရှုံးပိုင်းစေးတန်းကိုကျွန်တော်3035အထက်ပေးအမြက်ပိုင်းစေးတန်းကိုတော့ဆိုကြပါတော့ကျွန်တော်တို့3390 3380ထိယူလို့ရပါတယ်ဟုတ်ပြီဆိုကြပါတော့ SCN တွေကိုမရောက်ခဲ့ဘူးအာ SCN တွေမရောက်ခဲ့ရင်ဘယ်စေးတန်းမှာကျွန်တော်တို့ ထက်အယောင်းဝယ်လုပ်တင်လဲတခုရှိရကျွန်တော်ဒီဈေးနှုန်းနှစ်ခုတော့ကျွန်တော်အကြိုက်ဆုံးဈေးနှုန်းဖြစ်ပါတယ် risk နည်းနိုင်တဲ့ဈေးနှုန်းလေးဖြစ်ပါတယ်တကယ်လို့မဟုတ်ဘဲနဲ့ကိုကအဈေးနှုန်းနေမရောက်ဘူးလို့ယူဆလို့ဂျားဈေးနှုန်းနေမှာအယောင်းဝယ်လုပ်ချင်တယ်ဆိုရင်တော့အဲ့ဈေးနှုန်းနေဆိုင် risk တော့ပိုယူရလိမ့်မယ်ပြီးတော့နည်းနည်းလေးလဲကျွန်တော်တို့တတိထားပါလိမ့်မယ်ဟုတ်ပြီအဲ့ဘက်တစ်ခါမှကျွန်တော်တို့ဆိုကြပါတော့အဈေးနှုန်းနေမရောက်ခဲ့လို့ကျွန်တော်ဂျားဈေးနှုန်းနေမှာအယောင်းဝယ်လုပ်ချင်တယ်ဆိုရင်ကျွန်တော်ဒီ3400 45ဝန်းကျင်ပေါ့နော်အဲ့3400 45ဝန်းကျင်မှာအဲ့ ကျွန်တော်တို့ကဘာချွေစီတက်သွားခဲ့တယ်ဆိုရင်အဲ့ဈေးတန်းအနေထားအဲ့နာမှာကျွန်တော်ဈေးတန်းအနေထားကိုတစ်ချက်ကြည့်ပြီးတော့เนาะနီးပညာပိုင်းကအတီးပြည့်ဆောင်းပြီးတော့3405နာမှာရောင်းလို့ရပါတယ်အရှုံးပိုင်းဈေးတန်းကိုတော့ကျွန်တော်3410အထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကိုတော့ကျွန်တော်တို့3380လောက်ထိယူလို့ရပါတယ်အဲ့လိုပဲကျွန်တော်တို့ကဘာချွေစီကျသွားခဲ့တယ်3350နာမကျဘဲနဲ့ကျွန်တော်တို့ဒီဝင်းကျင်ပါเนาะ336နာဝင်းကျင်ပဲကျတယ်ဆိုရင်336နာဝင်းကျင်မှာကဘာချွေစီကိုနီးပညာပိုင်းကအတီးပြည့်ဆောင်းပါ 36မိနစ်အောင်မဖောက်နိုင်ဘူးဆိုရင်36နဲ့နာမှကျွန်တော်ပြန်ဝယ်လို့ရပါတယ်အမြတ်ပိုင်းဈေးတန်းကိုတော့ကျွန်တော်3380 3390လောက်ပေးပါအရှုပ်ပိုင်းဈေးတန်းကတော့ကျွန်တော်3355အောက်ပေးပါခင်ဗျဒါလေးရောကျွန်တော်ဒီအပေါ်ဈေးနဲ့အောက်ဈေးကိုမရောက်ခဲ့ဘူးဆိုရင်ဂျားထဲမှာရောင်းတင်ဝယ်တင်တဲ့ဈေးတန်းလေးဖြစ်ပါတယ်ဒါမှမဟုတ်ဒီအပေါ်ဈေးနဲ့အောက်ဈေးတဲ့ဆိုင်တော့ risk ပို့ယူရလိမ့်မယ်ဆိုတာကျွန်တော်တတိပေးထားပါတယ်ခင်ဗျဟုတ်ပြီဒါလေးရောကျွန်တော်အမေရိကန်ဘန်တို့မထွက်ခင်ပါနော်သုံးသက်ချက်ဖြစ်ပါတယ်အမေရိကန်ဘန်တို့ထွက်ပြီးမှဘယ်လိုအနေထားဖြစ်လာနိုင်လဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့က အာသူတို့ဘန်တုံးလုံး short short တို့တို့မူလအတိုင်းပဲထတာအဲ့အရာကိုကျွန်တော်ခဏထားလိုက်ပဲနီးပညာပိုင်းအောင်တုံးတက်မဆိုရင်ကျွန်တော်တရက်တာနေထားတစ်ချက်တော့ကြည့်မယ်ဒီမှာတုန်းကလည်းကျွန်တော်3430ကိုထိတယ်3430ကိုအဲ့ဒီမှာထိတယ်ပေါ့နော်ပြီးခဲ့တဲ့ April 27တောင်းထိတယ် April 22မှာတရက်တာအကြပြတယ်ဒါမှမဟုတ်ကျွန်တော် whole body sweat တင်ပြီးမှအကြပြတယ်နော်3500နာဒီ sweat တင်ပြီးမှအကြပြသွားတယ်ခင်ဗျာ အဲ့ဒါဖြစ်တဲ့အခါမှာဒီနေ့ညမှာလည်းကျွန်တော်ဆိုကြပါစို့အမေရိကန်ပန်သုံးဆုံးဖြတ်ချက်ထွက်ပြီးမှကမ္ဘာ့ရွှေစိလက်ရှိတော့အကြပြနေဒါပေမဲ့ကျွန်တော်အမိအပြောမယ်ဆိုရင်အမေရိကန်ပန်သုံးတူတူရှော့ရှော့မူလာတာမဲ့ထိုင်တာကျွန်တော်တူတဲ့အမိအောင်ကျွန်တော်တော့ဈေးအကြပက်ရေတို့ဈေးအကြပက်ပြန်သွားမယ်လို့သုံးသပ်ထားပါတယ်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီညပန်သုံးဆုံးဖြတ်ချက်ပြီးမှတောက်လျှောက်ကြသွားတာမျိုးဖြစ်လာတယ်နံပါတ်1နံပါတ်2ကကြတော့ဒီဧပြီလ22ရက်နေ့ကလိုမျိုးပဲအပေါ်ကိုဈေးဆွဲတင်ပြီးမှ ပြန်ကျသွားတာမျိုးဖြစ်နိုင်တယ်ဟုတ်ပြီအပေါ်ဆွဲဈေးဆွဲတင်မယ်ဆိုရင်ဘယ်တော့ဆွဲတင်နိုင်ရှိတယ်အနည်းဆုံး336 3 360 360အများဆုံး3500နာသီဆွဲတင်နိုင်ရှိပါတယ်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်ကတော့ဒီနေ့ညဈေးဆွဲတင်မယ်ဆိုရင်ပေါ့နော်ကိုကအမေရိကန်ဘန်ဒုံလုံးဆွဲပစ်ချက်ထွက်ပြီးမှနီးပညာပိုင်းအတီးပြည့်ဆောင်ပြီး360နားမှာဖြစ်စေတောင်းမွေလဲအဲ့3690နဲ့3500ကြာမှာဖြစ်စေ ပြန်ရောင်းလို့ရပါတယ်။ short တန်းရောင်းခြင်းနဲ့ရေလိုရောင်းခြင်းနဲ့ရလဲဒါမှမဟုတ် mid တန်းရေလက်ရောင်းခြင်းနဲ့ဆိုလည်းရပါတယ်။ဒါမှမဟုတ်ကိုကညဘက်မှာအမေရိကန်ဘန်ဒိုဆိုဖက်ချက်တော့ပြီးမှဈေးအသက်ကျအလုတ်ခတ်တွေအများများတာမို့ risk များရဲ့လို့ယူဆရတယ်ဆိုရင်တော့မနဲ့ပြန်မနဲ့ပေါ့နော်ဈေးကွက်ဖွင့်ခြင်းအာချဈေးကွက်ခြင်းလောက်မှာဈေးကွက်ခြင်းတွေကိုပြန်သုံးသပ်ပြီးတော့အမြင့်ဈေးတက်နေရဆိုရင်အမြင့်ဈေးမှာပြန်ရောင်းလို့ရပါတယ်။ကျွန်တော်ကတော့ကျွန်တော်အမြင်ကတော့ဈေးဆွဲတင်ပြီးမှဈေးဒီလိုစီအကြပဲပြန်သွားမလားပေါ့နော်။အာကျွန်တော်ကတော့ဒီဘန်ဒုံဆိုးပစ်ချက်ထွက်ပြီးမှတပတ်နံပါတ်တွင်အကြပြန်လာလိမ့်မယ်လို့သုံးသပ်ထားပါဗျ။ တောက်လျှောက်ကျသွားမလားဘန်တလုံးထွက်ပြီးခင်းတောက်လျှောက်ကျသွားမလားဒါမှမဟုတ်ဈေးဆွဲတင်ပြီးမှပြန်ကျမလားဆိုတာတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြံဖြစ်ပါတယ်တကယ်လို့ဈေးဆွဲတင်နေဆိုရင်တော့အဲ့အမြင်ဈေးတွေပါနော်3460လို့3500နားလို့ပါနှီးပညာပိုင်းအတိပြုချက်စောင့်ပြီးတော့ကန်တယ် confirmation နဲ့စောင့်ပြီးတော့ကျွန်တော်တို့ short တန်းလဲရောင်းလို့ရတယ် mid တန်းလောက်လဲကျွန်တော်ရေလက်လောက်လဲရောင်းလို့ရပါတယ်ဟုတ်ပြီ mid တန်းလောက်ရောင်းနေဆိုရင်ပါဥမာ3460လို့3490နဲ့3500ကျမှာ mid တန်းလောက်ရောင်းနေဆိုရင်ဘယ်ဈေးလောက်ထိကျွန်တော်တို့ကအမြတ်ပိုင်းဈေးတန်းယူလို့ရလဲမြင်မစုံ ကျွန်တော်ကတော့ဒီ3နှစ်အနည်းဆုံးပေါ့3နှစ်60လောက်ဒီလိုရတယ်ဒီတက်ပို့စောက်နိုင်တယ်ဆိုရင်ပြင်ကျွန်တော်တို့အာကျွန်တော်3တိ80လို့ပါလို့အဲဝင်းကျင်ထီတောင်ကျွန်တော်တို့ဟိုအမြတ်ပိုင်းစီတိုင်း target ယူလို့ရတယ်ခင်ဗျကျွန်တော်တို့ point အများကြီးမျက်နှာနဲ့အနေထားမျိုးဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်ကတော့ risk management နဲ့လုပ်ထားပါကျွန်တော်တို့အမြင့်ဈေးမှာရောင်းနေဆိုပေမဲ့လည်းတော့ငွေအနာမှာရောင်းနေဆိုပေမဲ့လည်းကျွန်တော်အရှုံးပိုင်းစီတိုင်း risk pay ထားပြီးတော့ risk management လုပ်ထားဖို့တော့လိုအပ်ပါတယ်ခင်ဗျပြီးတော့ဗောနော်ဒီနေ့ တရက်တာပိတ်စေးရစကယ်လို့ဈေးအကျနဲ့ပိတ်ခဲ့ပြီးတော့အ ਨੇ စုံဘယ်အောက်ပိတ်ခဲ့ရင်လဲလို့မေးမှဆိုရင်ကျွန်တော်တို့3380အောင်မှာဈေးပိတ်ခဲ့ရင်တော့နောက်ရက်ဒီဈေးဆက်ကြပါလိမ့်မယ်ဖြစ်နိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီအာဗျာပြီးခဲ့တဲ့မနီကတရက်တာအဖွင့်ဈေး333ခွန်အောက်မှာဒါပိတ်သွားရင်တော့အကောင်းဆုံးပဲပေါ့နော်တိကျပြောဆို3330အောက်မှာဒါပိတ်သွားရင်တော့နောက်ရက်ဈေးဆက်ကြဖို့ confirm ပို့ဖြစ်သွားပြီဒါမဲ့အနည်းဆုံး3380အောက်မှာပိတ်တာနဲ့တင်ကျွန်တော်တို့ကဘာရွှေဈေးကဈေးမနေ့ပြန်မှာ နည်းပညာပညာဆေးဆက်ကြဖို့လာလာများနိုင်ပါတယ်စန့်ကျင်ဘက်အနေနဲ့ဒီနေ့တရက်တာကဘာရွှေရဲ့အပိတ်ဈေးဒါ3430အထက်ပိတ်ခဲ့ရင်တော့ကမ္ဘာရွှေစီရေတိုးဈေးအတက်အားဆက်ရှိနေပါအောင်မယ်အနည်းဆုံး3500တိတက်နိုင်ပါဒီထက်ပိုတက်မယ်ဆိုရင်တော့3530လို့3550လို့3600လို့ဒီကျွန်တော်တို့မြင်ရနိုင်ပါခင်ဗျအဲ့တော့ပြတဲ့ခါမှာကျွန်တော်တို့ဒီနေ့ညအမေရိကန်ဘတ်တန်ဆုံးမချက်ထွက်ပြီးမှတရက်တာပိတ်ဈေးဘယ်မှာပိတ်မလဲဆိုတာကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီပြီးရင်ကျွန်တော်တို့သတင်းပန်းကိုတွားကြည့်လိုက် တင်းပိုင်းမှာဆိုရင်တင်းညဘာမဆန်တော့ဂျိန်ကျွန်တော်တို့အဲ့ခရူဝိုင်းကကျွန်တော်နဲ့မဆိုင်ဘူးမြတ်ကဘာချွေတမနဲ့မဆိုင်ဘူးတင်းညဘာမဆန်တော့ဂျိန်ညစနစ်ခွဲမှာအမေရိကန်ဘိုဘန်ဘန်တိုနိုဆော့ပချက်ထွက်ပို့ရှိတဲ့ဘန်တိုနိုဆော့ပချက်ကပြီးခဲ့တဲ့အဲတပတ်နှစ်ပတ်တည်တော့ဘန်တိုနိုရှော့မယ်လို့ရည်ပန်းစားနေရတယ်အခုကဘန်တိုနိုမလျှော့နိုင်ချင်နေသွားပြီလို့တုံ့တန်နေကြတယ်ပြီးတော့တပတ်က အမေရိကန်ဘန်တိုနိုနဲ့တူတူအမေရိကန်ဘိုဘန်ရဲ့ထုတ်ပြန်ကြေညာချက်ထွက်ပို့ရှိတယ်ပြီးရင်အဲ့ ဘန်ဘန်ဒိုနိုဆိုမချတ်ထွက်ပြီးနိုင်ဝတ်ကြမှာလုံးမဲ့အမေရိကန်ဘိုးဘန်တင်းစားရှင်းလင်းပွဲရှိတယ်ခင်ဗျဒီညမှာအရေးကြီးတာကလေကျွန်တော်တို့အမေရိကန်ဘိုးဘန်နေနဲ့ဘန်ဒိုနိုကိုမူလအတိုင်းထားဖို့လာလာများနေပြီဟုတ်ကဲ့နော်အဲ့ဒီအချိန်မှာဘန်တိုးကတိတ်အရေးမကြီးတော့ဘူးအဲ့ဘန်တိုးလုံးနဲ့အတူတူထုတ်ပြန်တဲ့အမေရိကန်ဘိုးဘန်ရဲ့ထုတ်ပြန်ကြေညာချက်တွေထဲမှာဘာလေးဘာလဲကျွန်တော်ကြည့်ရမယ်နောက်လာဒီဘယ်လာဒီမှာဘန်တိုးလုံးရှော့နိုင်ကြည်အလားလာများလဲပြီးတော့အမေရိကန်ရဲ့နောက်လာဒီမှာလုံမဲ့စီးပွားရေး ှုပ်ဆောင်မှုတွေပေါ့နော်အမေရိကန်ပုံပိုင်းအလုပ်မဲ့စစ်ပွားရေးလှုပ်ဆောင်မှုတွေသူတို့ရဲ့မူဝါဒလေးဖိရှော့ပေးတဲ့မူဝါဒလားတင်ကြမဲ့မူဝါဒလားအဲ့ statement တဲ့ဟာတွေကိုကြည့်ရမယ်ပြီးရင်အဲ့နောက်နိုင်ဘွဲကြာမှာလုံးမဲ့တော့ personal ကြိမ်ညတနာကြီးမှာလုံးမဲ့အမေရိကန်ဘောပန်သတင်းစာရှင်းလင်းပွဲကိုအဲ့ရသတင်းစာရှင်းလင်းပွဲကသတင်းထောက်တွေနဲ့အမေးဖြေကိုကျွန်တော်နားထောင်ရမယ်ခင်ဗျဘောပန်တောင်းဝန်ရှိသူတွေရဲ့ပြောဆိုချက်တွေနားထောင်ရမယ်ဘန်သွန်းသုံးကဗျာမူလတိုင်ထားဖို့များနေတဲ့အနေဒါပါဘန်သွန်းသုံးသူပါသူထွက်လာတာနဲ့ကမ္ဘာရွှေ့စရာအလုတ်ခက်ဖြစ်မှာမဟုတ်ဘူး ကဘာချွေးစီတရရှိအောင်ပုံပေါ်လာမှာမဟုတ်အဲ့ဒီဒရင်ပိုင်းရဆိုရင်အဲ့ဒီထုတ်ပြန်ကြေညာချက်ပေါ့နော်ဘန်တလုံးနဲ့တစ်ချိန်နဲ့ထုတ်တဲ့ထုတ်ပြန်ကြေညာချက်နဲ့အဲ့ဒီနိုင်ဝက်ကြာမှာလုံမဲ့အမေရိကန်ဘုတ်ပန်ဒရင်စာရှင်းလင်းပွဲကပြောကြားချက်တွေပေါ်မူတည်ပြီးတော့ဒရင်ပိုင်းရကဘာချွေးစီအလောက်ခက်ဖြစ်လာမှာဖြစ်ပါတယ်အဲ့ဒါဖက်ကဒီညမှာပြွင့်လင်းပြောဆိုဘန်တလုံးထုတ်ပြန်ဘန်တလုံးကြေညာချက်တဲ့စာရင်အဲ့ဒီဘုတ်ပန်ရဲ့ထုတ်ပြန်ကြေညာချက်နဲ့ဘုတ်ပန်ဒရင်စာရှင်းလင်းပွဲကပို့ပြီးတော့အရေးကြီးပါတယ်အဲ့ဒီဟာတွေကိုကျွန်တော်စောင့်ကြည့်ဖို့လိုအပ်ပါတယ်တပတ်ကဒေါ်လာအင်ဒက်ကလည်းသူ ဘန်သူတို့ဆုံးဖြတ်ချက်ကိုဒီ99နဲ့တရားကြပဲဇွဲချီနဲ့စောင့်နေပါတယ်ဒီညမှာဒေါ်လာ index ကလည်းတခုခုအပြောင်းလဲဖြစ်ပါလိမ့်မယ်ကျွန်တော်ထင်တယ်98အောက်ကြာရင်ကြာမကြာရင်တရားအထက်ပြန်တက်တာမျိုးမြင်ရပါလိမ့်မယ်ဒေါ်လာ index ပေါ့နော်အဲ့ဘက်ကမှာညသတင်းထွက်တဲ့အချိန်မှာအဲ့သတင်းစာချိန်လင်းပွဲတော့ပါလွတ်တဲ့ချိန်မှာလည်းဒေါ်လာ index ရဲ့အနေထားကိုကျွန်တော်တို့တစ်ချက်စောင့်ကြည့်ဖို့တော့လိုအပ်ပါတယ်ကျွန်တော်မြင်ရတော့ကျွန်တော်ခုနကပြောသတင်းပိုင်းရလေကျွန်တော်ကတော့ကပ္ပရွှေစေပေါ့နော် အရင်တက်လဲတက်လဲဥပမာမသိဘူးတက်လဲဥပမာပြကျွန်တော်တို့3900နာလောက်ထိပဲကျွန်တော်တို့လက်ရှိမှန်းထားတယ်ပြီးရင်တော့ကျွန်တော်အကြပြန်လာလိမ့်မယ်လို့ကျွန်တော်မှန်းထားတယ်ဒါမှမဟုတ်ရင်ကျွန်တော်အဲ့ဒီဒီညကလေးကပါကျွန်တော်ရောက်နေတဲ့ဇေယျနေတောက်လျှောက်ကြတော့အမျိုးဖြစ်နေတယ်အဲ့ဘက်ကကျွန်တော်ကတော့ဒီဘန်ဒလုံးဆုပ်ပစ်ချက်ထွက်ပြီးတပတ်နှစ်ပတ်အတွင်းမှာဈေးအကြပဲသွားလိမ့်မယ်လို့တုံသက်ထားပါတယ်ဘာလို့တုံသက်လဲလို့မြင်မှာဆိုရင်ကမ္ဘာရွှေဇေယျလက်ရှိချိန်ဒီလုံလုံလောက်လောက်ဈေးမကြသေးပါဘူးကျွန်တော်တို့ အာကြောက်ကြောက်ကြတယ်ဗျာ300နေရာတိုင်းကြာပြီးတော့ဖြတ်ချင်းပြန်တက်သွားကြရအောင်เนาะကျွန်တော်300တရာနာဝင်းကျင်လောက်ထိတော့ကျွန်တော်ဈေးကြဖို့လိုအပ်သေးတယ်ပေါ့เนาะဆက်တက်ဖို့အတွက်ကျွန်တော်တို့ဝယ်လို့အားစုဖို့လိုအပ်သေးတယ်ကျွန်တော်မြင်မိတယ်တပတ်ကကျွန်တော်တို့ကအိန္ဒိယနဲ့ပါကစ္စတန်ပြဿနာရှိပေမဲ့လည်းအိန္ဒိယဒီရင်မနက်ကဘုံကျဲခဲ့တယ်ပေါ့เนาะအာပါကစ္စတန်နိုင်ငံထဲမှာရှိရသူတို့အကြမ်းဖက်ပွဲစည်းရေးနေရာလို့ပြောတော့အိန္ဒိယဘက်ကဒါပေမဲ့ပါကစ္စတန်ဘက်ကသူတို့ရဲ့စည်းရေးနေရာကြီးလို့ပြောရဲပေါ့เนาะအဲ့ဒီနေရာတွေကိုဘုံကျဲခဲ့တယ်ဒါပေမဲ့အဲ့ဒီပြိပခါကထင်တဲ့လောက်ကြီးအာ ဟုတ်ဖြစ်မလားဘူးပေါ့ပကျနာကဘာချွေစရာအဲ့ဖြစ်ဖြစ်ဖြစ်ပြီးနောက်ပိုင်းမကြတဲ့ပြင်ထိုးတော်ကြတော့မတက်တဲ့ပြင်ပေါ့ sorry မတက်တဲ့ပြင်ထိုးတော်ကြတော့ရသေးတယ်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကဘာလို့အဲ့ကိစ္စဟုတ်မဖြစ်လဲဆိုတော့ trunk ကလည်းအိန္ဒိယပုံကျဲတာကို तू ကလက်မခံဘူး तू ဒါ shame ဆိုပြီးပြောတယ်ပေါ့နော်အာအိန္ဒိယပုံကျဲတာလက်ခံနိုင်ပွဲရမရှိဘူးပြီးတော့ကုလသမဂ္ဂလို့ဘာလို့ကလည်းဒါနှစ်ဖက်လုံးကို तू က ဖြေလျှော့ပြီးပြောနေရပေါ့နော်ပြီးတရုတ်ကလည်းပုံနေပြောမှာဆိုရင်ပါကစ္စတန်ကိုထောက်ပံ့နေပြီမှသူလည်းစစ်ပွဲဖြစ်လာဖို့လိုလားတဲ့အနေအထားမျိုးမရှိဘူးအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်မြန်မာပြောဆိုနှစ်ဖက်လုံးယံစတာလေးဘုံကျဲတာလေးအဲထိတွေ့တိုက်ခိုက်တာလေးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှစစ်ပွဲကြီးတစ်ခုအဆင့်ထိတော့ဖြစ်လာမှုမလွယ်သေးဘူးအိန္ဒိယအနေနဲ့အမေရိကန်ရဲ့ထောက်ခံမှုမပါဘဲနဲ့ပါကစ္စတန်ကို သူ့ကြီးပဲကျူးကျော်တိုက်ခိုက်ဖို့ပေါ့နော်သူ့အနေထားနဲ့ကျူးကျော်တိုက်ခိုက်ဖို့ကြာလဲမလွယ်သေးဘူးအဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ဒီအနေထားကပြိပခအဆင့်တော့ပဲရှိပါသေးတယ်တနည်းအားဖြင့်အဲအာအစ္စရေးနဲ့အီရန်ပုံမှန်လုပ်နေကြလို့ပြောပေါ့နော်အစ္စရေးနဲ့အီရန်တို့ယင်းယင်းမင်းတို့ကျွန်တော်တို့လုံခဲ့တဲ့၄ရက်၅ရက်ကလုပ်နေကြတဲ့ပုံစံမျိုးပဲသူတို့ပြိပခအဆင့်ပဲရှိပါလိမ့်မယ်စစ်ပွဲကြီးတစ်ခုဒီဖြစ်လာဖို့ကတော့မလွယ်သေးပါဘူးပြီးတော့အင်းညာနေနဲ့လက်ရှိမှာစစ်ပွဲတပွဲဆင်နွယ်ဖို့ကသူတို့ရဲ့အနေထားနဲ့အသင့်မဖြစ်သေးဘူးပေါ့နော်အဲဒါပဲအမေရိကန်ရဲ့ ဒီဘူးချက်ပိုင်းတော့မပြောတတ်ပြင်မဲ့အရှိရလေအမေရိကန်လည်းဒီစစ်စင်စင်နယ်နေတာပေါ့ထောက်ခံတဲ့နေတာမျိုးမရှိရပြတဲ့ကမှာအိန္ဒိယနဲ့ပါကစ္စတန်ရေကတော့ပြိပခအစင်လောင်းနေပဲကျွန်တော်တို့ပြီးသွားပါလိမ့်မယ်ကျွန်တော်တို့နဲ့နောက်တစ်ပတ်နှစ်ပတ်တော့နေပြီးသွားပါလိမ့်မယ်ဒီတည်ငြိမ်အရန်ကြီးတက်ရောက်မှုရှိမှာတော့မဟုတ်သေးဘူးဒါပြောလို့တော့မရဘူးတော့ကမ္ဘာနိုင်ငံကြီးရာဆိုတာတစ်ခါလေကြောက်လဲကျွန်တော်တို့မဖြစ်လာဘူးဟိုထင်းတဲ့အရာတွေကလည်းဖြစ်လာတတ်တဲ့အနေထားမျိုးဥပမာရုရှားယူကရိန်းကိုကျူးကျော်တဲ့အခါမျိုးတွေအဲ့လိုစစ်ပွဲတွေလည်းဖြစ်လာခဲ့တာ အနေထားရှိတာမို့လို့ပေါ့နော်။ကျင်းတီပေါ်တော့ပြောမရဘူး။ဒါပေမဲ့ကျွန်တော်အမြင်ကတော့ဒီဟာစစ်ပွဲကြီးတစ်ခုဖြစ်လာနိုင်ချေတော့အရန်နဲပါတယ်။ဒါမှဖြစ်လာခဲ့တယ်ဆိုရင်လည်းကျွန်တော်တို့ကသတိထားပါအဲအကြောင်းကျွန်တော်ကမ္ဘာရွှေမှာပါဆို risk management လို့ဆိုပါဆိုကျွန်တော်တို့ရောင်းဝယ်လုပ်ထားပြီဗျ။မထင်မှတ်တဲ့ချိန်မှာအဲ့လိုဆိုစစ်ထားဖြစ်တယ်ဆိုရင်တစ်ခုခုဖြစ်သွားရင်တော့မှကမ္ဘာရွှေစည်းကွက်နေထားပြောင်းသွားရင်တော့မှကျွန်တော်က risk management လုပ်ထားရဲဆိုရင်ကျွန်တော်သတ်မှတ်ထားရဲ risk တဲ့ပို့ရှုံးစရာအကြောင်းမရှိဘူးခင်ဗျ။အဲ့အပတ်တခါမှာ သူကသူဘာသတိမှထွက်ပါစေကဘာရွှေအယောင်းဝယ်မှာကျွန်တော်တို့ကကဘာရွှေ trading မှာ risk management မှာလုပ်ထားရင် queue size ရမလို့ပေါ့ကျွန်တော်ကအများကြီးဆုံးရှုံးမှာကြောက်နေစရာမလိုပါဘူးအဲ့တော့ပြတ်ကံမှာကျွန်တော်ကတော့အချင်းချုပ်ပြောရမယ်ဆိုရင်ဒီနေ့ညအမေရိကန်ဘန်ဒိုဆိုဆော့ဘချက်ထွက်ပြီးမှကဘာရွှေစိချက်ချင်းပြန်မကြရင်တော့မှမကြခင်ပါတော့နောက်ဒီတစ်ပတ်အတွင်းဖြစ်စေနောက်တစ်ပတ်အတွင်းဖြစ်စေအကြပြန်လာလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်အဲ့ပြတ်ကံကျွန်တော်ဒီညဘန်ဒိုဆိုဆော့ဘချက်ထွက်ပြီးမှတက်ခိရင်တော့မှအမြင်စေးမှာ လိုက်ရောင်းဖို့ကျွန်တော်တော့အကြံပြုချင်ပါတယ်။နောက်ရက်တွေမှာဖြစ်ဖြစ်စေပေါ့နော်။လိုက်ရောင်းဖို့ကျွန်တော်အကြံပြုချင်ပါတယ်။ဟုတ်ကဲ့ဒါလေးကကျွန်တော်ရဲ့ဒီနေ့တရက်တာကဘာချွေစေးခွက်သုံးတစ်ချက်ဗီဒီယိုဖြစ်ပါတယ်။အခုလိုသုံးတစ်ချက်ဗီဒီယိုတွေကိုအတူတကြည့်နေဆိုတော့ကျွန်တော် YouTube channel လေးကို subscribe လုပ်ထားကြပါကျွန်တော်စီမှာဒီကဘာချွေလောင်းရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့တရားလို့ရပါတယ်။အဲ့အရာလေးနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Messenger ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Viber တွေကနေစုံစမ်းမြင်နိုင်ပါတယ်ခင်ဗျ။ကဘာချွေ Twitter အလုံးပဲဒီနေ့ကျွန်တော်တို့မေလ9ရက်နေ့ အမေရိကန်ဘတ်သုံးတော်ဆုံးဖြတ်ချက်ထွက်မဲ့တရက်တာအတွက်ကမ္ဘာ့ရွှေစည်တကြောင်းကျွန်တော်နီးပညာပိုင်းရတရင်ချက်လက်ပိုင်းရအထုတတိတာအရောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်များပါစနေကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ခင်ဗျာ